တတ်နိုင်ဆုံးအနေနဲ့သူတို့ဘာသာစကားကိုအတိကအနေနဲ့ရအောင်တဲ့မှာအဲ့ဒါဆိုလို့ရှင်ကို့အတွက်ရွေးချယ်စရာအလုပ်တွေအများများတော့နိုင်မယ်အဲ့ဒီအထဲမှာမှာကို့အတွက် safe ဖြစ်တဲ့အလုပ်ကိုကို့ကရွေးချယ်နိုင်သွားနိုင်မယ်မပြောချင်တာသိလားဘာသာစကားမတင်ထားအောင်မတတ်ထားအောင်ဆိုရင်တော့ဒါသူတို့စီကနေ အလုတ်ခေါ်တာကြလာတဲ့အချိန်မှာမဒါကတော့ဘာသာစကားမလိုအပ်တဲ့အလုံမျိုးဒီအလုတ်မလုတ်ရင်တော့မင်းတို့ကလုတ်เสียအလုတ်မရှိဘူးဆိုတဲ့ပုံစံမျိုးกว่าတည်ရမှာကိုကဒီအလုတ်ကိုပဲရွေးချယ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတာအဲ့တော့ကြတော့အဲ့ဒီလိုမျိုးအဖြစ်မခံပါနဲ့ဘာသာစကားကိုအဓိကအနေနဲ့သင်ပါသင်ပြီးရင်ကို့အတွက်စေ့ဖြစ်မဲ့အလုံမျိုးကိုပဲရွေးချယ်ပြီးတော့သွားပါမင်္ဂလာပါမင်းရဲ့ data page ကမေပါရှင့် မေဒီနေ့ပြောချင်တာကလည်းဒီလားမေရှေ့မှာလည်းရရအလုပ်တင်နေမတော်ပါနဲ့ဆိုတဲ့ဗီဒီယိုမျိုးမေးတင်ထားရပေါ့နော်အခုလဲမေအလုံးနဲ့ပတ်သက်ပြီးတော့လေအထပ်ပြီးတော့ပြောချင်တာကဘာလို့ဆိုရင်ကို့အတွက်အနေနဲ့များမဲ့အလုံးမျိုးကိုမရွေးချယ်စေခြင်းဘူးသိလားကို့အတွက်အနေနဲ့ဖြစ်မဲ့အလုံးမျိုးကိုမရွေးချယ်စေခြင်းဘူးတချို့တွေစောင့်လို့ရအလုံးရွေးချယ်တာလည်းရှိတယ်ပြီးရင်စက်ယုံထဲမှာမအနေနဲ့များတဲ့အလုံးမျိုးတွေကိုရွေးချယ်ပြီးတွားတဲ့လူတွေရှိတယ် ဘာသာကောင်းခြင်းရင်ကောင်းမစေကို့အတွက်အန္တရာယ်များမဲ့အလုံမျိုးကိုမရွေးချယ်ပါနဲ့မေခဏခဏပြောတယ်ဘာလို့တော့ဆိုရင်အဲ့ဒီလိုအလုပ်တွေကို ရွေးချယ်ပြီးတော့ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေကိုခန္ဓာအစိတ်အပိုင်းဆုံးရှုံးသွားတဲ့သူတွေအများကြီးရှိပါတယ်ရှင်ဆုံးရှုံးသွားတဲ့သူတွေအများကြီးရှိပါတယ်ဒါဒီမာတာဒီမြန်မာနိုင်ငံမှာတော့ officially မတက်လာခြင်းလားမတက်လာမယ် အသားခုန်နေရင်းရနေပြီးတော့ကိုယ့်လက်ကိုမှားခုန်မိလို့လက်ပြတ်သွားတယ်ဆိုတာမျိုးတွေတချို့ဆိုရင်ဒီလုပ်ငန်းခွင် accident ကြောင့်လုပ်ငန်းခွင်အန္တရာယ်တွေကြောင့်ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေလည်းအများကြီးရှိပါတယ်ရှင်တချို့ကအပြင်ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေရှိတယ်ကိုခန္ဓာအတွင်းပိုင်းမှာ ထိခိုက်ဒဏ်ရာရသွားတဲ့လူတွေလည်းအများကြီးရှိပါတယ်အဲ့တော့ကျတော့လေမေးပြောချင်တာကလေဒါ agency တွေ အဲအလုံးနဲ့ပတ်သက်တဲ့သူတွေကတော့တော်တော်တော်ကောင်းနေ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 လို့တော့ပြောနေမှာပဲပေါ့နော်ဒါပေမဲ့လို့မေခဏခဏပြောရဲကိုကိုကိုချစ်ပါလို့ခဏခဏပြောရဲနော်အဲ့စကားလေးကိုဘယ်တော့မှမမေ့နဲ့ကိုကိုကိုချစ်ပါကို့အတွက် safe ဖြစ်မဲ့အလုံးမျိုးကိုပဲရွေးပြီးတော့သွားပါစောက်လို့ရင်းမို့လို့တိုက်တေပုံတက်ပြီးလောက်ရမယ်ဆိုတဲ့အလုံးမျိုးကိုလည်းမရွေးချယ်စေခြင်းဘူးမလုံးစေခြင်းဘူးအဲ့လို အလုံးမျိုးကိုလည်းဘာလို့တော့ဆိုအသက်အနေနဲ့ရင်းမိလောက်ရမယ်အလုံးမျိုးဖြစ်တယ်ကိုရဲ့အသက်နဲ့ ရတဲ့ပတ်စံနဲ့တန်ရဲ့လားဆိုတာကိုပြန်ကြည့်နော်ကိုယ့်ရဲ့အသက်ကိုပါရင်းပြီးတော့ရတဲ့ပတ်စံကတော့တန်ရဲ့လားငါဒီအလုပ်ကို ရွေးချယ်သင့်ရဲ့လားဆိုတာကိုအကြိမ်ကြိမ်ပြန်စဉ်းစားအကြိမ်ကြိမ်ပြန်ဆုံးဖြတ်ဒီလောက်ကလွယ်လွယ်ကူကူပဲဒီလောက်ကအင်တာဗျူးခေါ်တာများတာပဲဒီလောက်ကအောင်မှုရွေးတာပဲဆိုပြီးလွယ်လွယ်ကူကူမရွေးချယ်နိုင်တဲ့တိလားအတိတ်ကအနေနဲ့အနေရများတဲ့အလုပ်မျိုးဆိုရင်တော့အတတ်နိုင်ဆုံးမရွေးပါနဲ့ ကိုယ့်ရဲ့အသက်နဲ့ရင်းပြီးလောက်ကမဲ့အလုံးမျိုးတွေဟုတ်လားအဲတချို့ဆိုရင်ဒါစက်သားခုတ်တဲ့စီတို့အဲ့လိုနေရာမျိုးမှာဆိုနောက်လျှောက်ခုန်နေရတာလေခုန်နေရတာဖြစ်တဲ့အတွက်ကိုမှားမှားပြီးကိုယ့်လက်ကိုယ်လည်းခုန်မိသွားမှာပဲဟုတ်တယ်မလားနောက်ကွယ်မှာဘာတွေဖြစ်လာနိုင်တုံးဆိုရဲအကြောင်းအရာတွေကိုပါစဉ်းစားစဉ်းစားပြီးတော့မှရွေးချယ်မိခဏခဏပြောတယ်ဖြစ်လာနိုင်တဲ့အကျိုးဆက်ကိုပါစဉ်းစားဒီအလုပ်ကိုရွေးချယ်လိုက်လို့ငါကဘာတွေဖြစ်လာနိုင်တော့ ကိုယ့်အတွက် safe ဖြစ်မဲ့ဟာမျိုးကိုပဲရွေးချယ်ပါနော်အလုပ်ရွေးချယ်ပြီးဆိုရင်သွားချင်စောနဲ့အဲသွားရဖို့ကအရေးကြီးရယ်ဆိုရယ်စိတ်တည်နဲ့နောက်ဆက်တွဲဟိုပါမစင်စားပဲနဲ့ကွာအဲအယမ်းအနေရများတဲ့အလုံမျိုးကိုတော့မရွေးချယ်စေချင်ဘူးနော်ကို့အတွက်ဘာအနေမှမဖြစ်မဲ့အလုံမျိုးကိုပဲရွေးချယ်စေချင်ပါတယ်နော်မိန်းကလေးလဲမိန်းကလေးအလျောက်ပေါ့နော်ယောက်ျားလေးလဲယောက်ျားလေးအလျောက်ပေါ့နော်ဘာလို့တော့ဆိုရင်အခုဟာက မေအကြံပေးချင်တာဘာသာစကားကိုအဓိကသင်ပါရှင့်ဘာသာစကားကိုသင်ပြီးတချို့ဆိုလို့ရှင်ဘာသာစကားတည်တည်ချာချာသင်ပြီးစားတော့ဆိုင်တို့အလုံးမျိုးရင်းနဲ့သွားနေရတဲ့ယောက်ျားလေးရောင်ရှိရပေါ့နော်မိန်းကလေးတွေမှာလည်းအများကြီးရှိရဲအဲ့လိုမျိုးဆိုလို့ရှင်လည်းပေါ့နော်ဒါစားတော့ဆိုင်ဖို့လို့တက်တောက်တက်တာဖြစ်မယ်လို့တော့မဆိုလို့ဘူးဒါပေမဲ့လို့အဥပမာပေါ့နော်ယောက်ျားလေးတွေအနေနဲ့ဆိုရင်စောက်လို့ရေးအလုံးနဲ့စားတော့ဆိုင်အလုံးရှင်လိုက်လို့ရှင်ကို့အတွက်ဘယ်ဟာကပို့ပြီးတော့ safe ဖြစ်လဲဆိုတာကိုကြည့်ပေါ့ ရှင်ကြီးပေါ့နေပြောချင်တာလေနော်အဲ့တော့ကျတော့ကို့အတွက်ကိုအန္တရာယ်များမဲ့အလုံမျိုးတော့မရွေးချယ်ပါနဲ့ဘာလို့တော့ဆိုရင်ကို့အတတ်နဲ့ရမယ်ပတ်စံနဲ့တန်ရဲ့လားဆိုတော့အမြဲကြည့်ပါကို့ကိုကိုချစ်ပါနော်အလုံရွေးချယ်တဲ့အချိန်မှာလဲကို့ကိုကိုအဓိကကြည့်ပြီးရွေးချယ်ပါပတ်စံရရင်ပြီးတော့ငါပတ်စံကဘာဖြစ်ဖြစ်ဆိုရဲစိတ်မျိုးထက်ကို့ကို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 ကြည့်ပြီးတော့ပဲရွေးချယ်ပါကိုအတွက်ဘာသာစကားတတ်ထားလို့စွရွရစွရွကြောင်ဖြစ်သွားရဲဆိုတာမျိုးတခုမှမရှိဘူး ို့တော့အနေရကင်းသွားတာပဲရှိမယ်ဟုတ်လားအနေရဖြစ်မဲ့အလုံနဲ့အနေရမဖြစ်မဲ့အလုံဆိုတာမျိုးကို့မှာရွေးချယ်နိုင်စရာအလုပ်တွေပိုများသွားလိမ့်မယ်ကို့အတွက်တောင်ပိုပြီးစိတ်ဖြစ်သွားလိမ့်မယ်ပြီးပြောအဲ့တော့ကျတော့အလုပ်ရွေးချယ်မယ်ဆိုလို့ရှိရင်ကိုအတွက်စိတ်ဖြစ်မဲ့အလုံမျိုးပဲရွေးချယ်ပါတကယ်လို့များဘာသာစကားကိုအတွက်ကိုမှဒီလိုမျိုးစိတ်ချရတဲ့အလုံမျိုးပါတော့ဘာသာစကားကတော့ဘလောက်ထိအောင်လိုရဲဆိုလို့ရှိရင်အဲ့ဒီဘာသာစကားကိုတင်ယူပြီးအဲ့ဒီအလုပ်ကိုပဲရွေးချယ်ပါ နော်မြ мян ရရင်ပြီးရောမြ мян သွားရရင်ပြီးရောဆိုပြီးရရအလုပ်တွေကိုမရွေးချယ်ပါနဲ့အမြဲတမ်းတန်ရဲ့လားဆိုတာကို ပြန်မေးပါကိုကိုကိုပြန်မေးပါငါရဲ့အသက်အန္တရာယ်နဲ့ရတဲ့ပစံနဲ့တန်ရဲ့လားငါရဲ့ကိုလက်အင်ကအစိပ်ပိုင်းနဲ့ရတဲ့ပစံနဲ့တန်ရဲ့လားဆိုတော့ကိုအမြဲတမ်းပြန်မေးပါနော်မိအဲ့ဒါလေးတစ်ခုကိုတော့အကြံပေးချင်ပါတယ်ဘာလို့လဲဆိုရင်ရရအလုပ်တွေနဲ့တွားပြီးအဆင်မပြေဖြစ်နေတဲ့သူတွေလည်းအများကြီးရှိတယ်လို့ရရအလုပ်တွေနဲ့တွားပြီးတော့ ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေခန္ဓာကိုယ်အစိပ်ပိုင်းချွေရင်းသွားတဲ့သူတွေလည်းအများကြီးရှိပါတယ်ရှင့်နော်အဲ့တော့ကြတော့တေးတေးချာချာလေးအလုပ်ကိုရွေးချယ်ပြီးတော့မှပဲသွားစီချင်ပါတယ်နော်မေးအဲ့ဒါလေးတစ်ခုကိုတော့အကြံပေးချင်ပါတယ်အားလုံးမေးပြောတဲ့အကြောင်းအရာလေးတွေကပေါ့နော်ကိုယ့်အတွက်ကိုအထောက်အကူတစ်ခုခုဖြစ်စေတယ်ဆိုလို့ရှင်မေးရဲ့ဗီဒီယိုလေးကို share သွားလို့ရပါတယ်ရှင့် မေးထပ်ထပ်ပြီးတော့ဂျပန်နဲ့ပတ်သက်တဲ့ဘ ഹു တုတာတွေရောတည်တင်တည်ခိုက်တဲ့ဘ ഹു တုတာတွေပါထပ်ထပ်ပြီးတော့တင်ပေးသွားမှာဖြစ်တဲ့အတွက်ကိုမေးရဲ့အကောင့်လေးကို follow လုပ်ထားလို့ရပါတယ်ရှင့်ဟုတ်ကဲ့မင်းရဲ့ database ကမေးပါရှင့်ကျေးဇူးတင်ပါတယ်